ကျွန်တော်အပတ်စဉ်မှာလေအဲ့ယူရဲသူတွေကြက်မပြေးတဲ့သူတွေလုံးဝကြမ်းမိုင်မကောင်းတာအတကြီးပိုင်းတွေပဲပါသူတို့စီပေးတဲ့ပစံဘယ်လိုသွားလဲဆိုအဲ့မှာစိုက်ဖွင့်နေပုံမှုစီပြန်သွားကျောင်းလေလာတာမလောက်တဲ့ပြင်အင်းရပြန်တောင်းရရကျွန်တော်တို့တင်ပေးတဲ့ဘူလေးဆိုပြောတယ်ငါတို့ပါရဖက်ပဲစာအုပ်လေးမှာပါရဖက်ပြအောင်ပတ်စားဝင်မယ်ဆိုပြေးတယ်ပြေးပြေးလွတ်တယ်ပြေးလွတ်တယ်မပြေးရင်တော့မလို့တကယ်ပြေးကျင်တဲ့စိတ်ပဲရှိဘူးလို့ ုတ်အားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့တွေ့ရတာကတော့ကျွန်တော်ပရမတ်တယောက်ပြောထားတဲ့ဒီပိုင်းကတော့အဲစစ်တပ်ထဲကိုရောက်လာပြီးတော့ဗောနော်စစ်တပ်ကိုဟိုစစ်တပ်ကိုပြန်ပြီးတော့မှတော်လှန်ရေးနဲ့စိတ်ရှိတဲ့ဒါကရင်ညီလေးတယောက်နဲ့အင်တာဗျူးခဲ့တာဗောနော်အဲ့တော့ဒါဒီညီလေးနဲ့ထပ်ပြီးတော့တွေ့ဆော်ရတဲ့အပိုင်းမှာကြတော့ဘယ်လိုလဲဆိုတော့စစ်တပ်ထဲကိုဘယ်လိုရောက်လဲသူတို့က အဲဟိုဘာပေါ့လိုင်းပေါ်မှာဆိုလို့ရှိရင်ဒီကအများအားတို့ဒီဗီဒီယိုရိုက်ပြီးတော့မှဖြန့်ကြတယ်ဘလို့ဖြန့်လဲဆိုတော့စစ်တပ်ထဲကကိုယ်သဘောဆန္ဒနဲ့ကိုယ့်ကိုဝင်လာပါတယ်ဆိုပြီးတော့မှလိုက်ပြီးတော့မှရိုက်ပြီးတော့မှဖြန့်ကြတဲ့ဗီဒီယိုဖိုင်တွေရှိတယ်ပေါ့နော်အဲ့ဒါညပတ်သက်ပြီးတော့ကိုယ်တိုင်တကယ်ဆန္ဒရှိလို့ဝင်လာလားလားဒါမှမဟုတ်လို့ရှိရင်စစ်တပ်ရဲ့ဘလို့တွေရုံမှမှုကြောင့်စစ်တပ်ထဲရောက်လာခဲ့လဲဆိုတဲ့ဟာကိုတစ်ချက်ပြောပြပြီးပေါ့နော်ပြီးတော့ပြီးကြတာကြမှာနောက်ပိုင်းလေးကိုဆက်ပြီးတော့ပြောမှာပေါ့နော် ကျွန်တော်ကလောက်ကနေပြန်ပါပေါ်တဆွဲကံပါအဲ့ဒီဟိုကကျွန်တော်ကရွှေပြည်သားရဲ့မှာငားနေရလေကျွန်တော်ဝတ်တရဘက်မှာအဲ့ခိုးတော့မှာဆန်တို့ပြောင်းတော့တထန်အောင်အဲ့အဲ့နေကားရလင်းပြားတော့နေညနေဝညနေဝအချိန်ဆိုတန်းမှာအဲ့အပြန်အိမ်ကိုရောက်တယ်ပေါ့ကျွန်တော်အိမ်မှာအဲ့အချိန်ကအမျိုးသမီးနေရတယ်စကားများတဲ့အချိန်ဆိုမျိုးမီးရလေဟိုစိတ်ဆိုးပြီးတော့သူ့ရင်သူပြန်နေတဲ့အချိန်ကျွန်တော်လည်းတယောက်တည်းရှိကျွန်တော်လည်းနေပါတောက်နေရပေါ့အဲ့တောက်နေတဲ့အချိန်မှာ အဲ့ဒီဟိုက၃ရောက်ရောက်လာတယ်ကျွန်တော်ဟိုကမှတ်ပုံနေရှိတာမေးဒီမှာနေရဘယ်လောက်ကြာပြီလဲဘာမေးရဟိုကျွန်တော်အေးစင်းတွေပါပြအာဥက္ကရာခေါ်လို့ခဏလိုက်ခဲ့ဆိုကျွန်တော်ပါသွားပါပြီးရောအဲ့မှာကျွန်တော်ရဲ့ဖုန်းတွေပါသူသိနေပြီးကြရင်အခန်းထဲထည့်ရအဲ့လိုအိမ်တွေပါပေးဆက်မတူကျွန်တော်အိမ်ဆက်တွေ့ခြင်းနဲ့ပြန်ရခြင်းလေဆိုရင်အဲ့လိုထိုးလာကြိတ်ရလို့နောက်ပြီးကြတော့ဟိုဒီစစ်မှုထမ်းကိုလက်မထိုးခိုင်းရပေါ့ ကျွန်တော်လက်မမထိုးနိုင်ဘူးဆိုရင်လက်မမထိုးနိုင်ဘူးပြောတဲ့ပြုအဲထိုးရကြည့်နောက်ဆုံးကျွန်တော်မခံနိုင်တော့ဘူးအဲ့တော့သူကပြောရလေခူလေးထမ်းရမှာပဲနောက်လေးထမ်းရမှာပဲခူထမ်းလိုက်တော့ဟိုကပြတ်သွားတော့ခါပြီးတော့ပေါ့နောက်ကျရင်မင်းတို့ထိုင်းနေမလို့တော့ဘူးပေါ့မင်းတို့ကမင်းတို့နိုင်ငံခြားသွားရတော့ဘာလို့လို့အဆင်ပြေဘူးသွားလာအဲ့လိုမျိုးသူပြန်စီရောတာပဲချောတလေချောတလေနေအဲနောက်ဆုံးလက်မထိုးပြီးတော့ဘင်းတော်စကြွေးရောက်ဘင်းတော်စကြွေးရောက်တော့မှကျွန်တော်က ီကုံမှုကိုစားပြုနဲ့ဝင်တယ်ဆိုတော့တည်ရအစားကျွန်တော်ဘယ်ရောက်လို့ဘယ်ပေါ်မှမသိအင်းအမိမလည်းမသိအဲ့လိုဆိုအင်းအမိသားစုရဲ့စိတ်ပူတော့ဗျဘာဖြစ်လို့ဖြစ်နေမှမသိနောက်ဆုံးပြင်းတော့စကြောပြီးဒီလိုဒီကြောင်ဖြစ်တယ်ဆိုတော့အမိမလည်းငိုပါကြီးကလည်းနေထားလိုက်တော့ဘာမှလုပ်မနေတော့စိုက်နေရင်လည်းအချိန်ကုန်ငွေကုန်တာပဲရှိသူဒီအချိန်လေးရောက်မှာဘာလို့လို့မပြတော့အဲ့လိုဆိုအဲ့နေပြီးတော့ကျွန်တော်ပြင်းတော့စကြောရောက်တော့ဇီလာပဲရှိရနေအဲ့မှာဆယ်ရက်လောက်နေလေရတကြံခံသွား ဒီကမှ16ရက်နေ့မှာကျွန်တော်ဂျိုးယူတင်တဲ့ကြောင်းဟိုတည်း19ရက်နေ့ပေါ့19ရက်နေ့မှာဂျိုးယူတင်တဲ့ကြောင်းရောက်တယ်အဲအနေပြီးတော့သူဂျိုင်းမှာဟိုရုံးပေးရခံတဲ့တော့ကြောင်း22ရက်နေ့မှာတင်တဲ့စာဖွင့်တင်တဲ့စာဖွင့်ဖွင့်ဝဲလို့ရင်းတင်တဲ့စင်းချင်းပဲအဲ့မှာကျွန်တော်တို့ဒီကျွန်တော်ပတ်စင်ကတငယ်ချင်းတယောက်ပေါ့ပြေးရောအဲပြေးပြီးပြေးတာပဲပြေးရုပ်တသေးဖြစ်တာပေါ့နောက်ပိုင်းကျတော့နည်းနည်းကြာလာသူတို့ပြန်ပြီးလာ ပြန်ပြီးလာသူတို့ရိုက်တာနှက်တာလူမဆန်းဘူးဗျာသူတို့လေးရိုက်တယ်ပြီးကြရင်ကျွန်တော်တို့ချင်းချင်းလည်းသိရမှာရိုက်ခိုင်းတယ်ဟမ်ရိုက်ခိုင်းတယ်ရက်ဆက်ခိုင်းတယ်ပြောရင်သူတို့လုံးရက်ဆက်တယ်လို့ကျွန်တော်တို့ရက်ဆက်တဲ့အောင်တင်ပြီးအဲ့လိုကျွန်တော်တို့ရိုက်တာနည်းနည်းအပြော့သွားတယ်ကျွန်တော်တို့ပြန်ရိုက်ပြီးသွေးထောင်ရိုက်အဲ့လိုမျိုးဆောင်းရင်ရက်ဆက်တဲ့လိုရည်တွေကအဲ့မှာတွေတွေ့ရတော့ကျွန်တော်သူအဲ့လိုမျိုးတွေလုံနေတွေ့ရကျွန်တော်ရင်နေစိတ်တွေမကောင်းဘူးဗျလုံလို့မလုပ်ချင်ဘူးမလုပ်ပြန်ရင်လည်းသိရမှာဟုတ် ကျွန်တော်တို့တွေရအရိုက်ခံအထိုးခံအဲ့လိုသူတို့လို့ဆိုရင်လို့အဲသူတို့ကတသွေးတတန်တမိတ်ပဲသူတို့စားတော့သူစားပါးတဲ့ကြီးတော့သူပဲဖြစ်ရမယ်အဲ့တော့သူတို့လို့ဆိုလို့အမေကနာခံရမယ်သိရမလားသူတို့လူမဆိုင်လောက်ခိုင်းနေကျွန်တော်လို့ရတာအဲ့သူတို့ပေါက်ခွဲသူတို့ဆဲရဆိုရယ်အမေနမိုင်ဆဲရယ်ကျွန်တော်ပေါက်ခွဲစဉ်စိတ်ထဲမှာပေါက်ခွဲလို့ရတယ်အပြင်မပေါက်ခွဲလို့မရအဲ့နေပြီးတော့တင်းတဲ့ကာလာပြီးသွားတယ်ဗျအဲ့လိုမျိုး ေးပြေးတဲ့သူတွေဆိုသူတို့သူတို့ရစက်ရိုက်တာအမောက်ပြီးပစိုးလန်ဘောင်းမီလန်ပြီးအဲ့လိုရိုက်တာအဲ့လိုနောက်ကြာတော့ကျွန်တော်တင်တဲ့ပြီးတော့အပတ်စဉ်15လေးရောက်အပတ်စဉ်15မှာကျွန်တော်အပတ်စဉ်မှာလေအဲ့လိုယူရတဲ့သူတွေစက်မပြေးတဲ့သူတွေလုံးဝစမ်းမိုင်းမကောင်းတာအတကြီးပိုင်းတွေပဲပါအဲ့လေသူတို့သူတို့အင်အားပြင်ပြီးရောသူတို့လက်ကလို့ပြင်တင်တဲ့မှာကျွန်တော်တို့ကအခုဒါဟိုသူတို့ကတော့တရားဝင်အစိုးရမဟုတ်ပေမဲ့လေဟုတ် အစိုးရလို့ပြောလို့ရတာပေါ့နော်ဟုတ်အစိုးရဟုတ်ပြီ main online ကကျွန်တော်16နှစ်နဲ့35နှစ်ကြာဟိုပဲစစ်မှုတန်းခေါ်မယ်လို့အဲသူကပြောခဲ့တာပေါ့နော်ဟုတ်အဲ့တော့တင်တန်းမှာအဲ35တဲ့ကြော်တာဘယ်လောက်အထိအသက်ရွယ်ကြော်နေတဲ့လူတွေတွေ့ဘူးလဲတွေ့တွေ့တယ်ဗျတချို့ဆို40ကြော်လောက်တွေ့တယ်သူတို့အသက်မှန်40ကြော်ဒါပေမဲ့လို့ဟိုဟာမှတ်ပုံနေဟိုသူတို့မှတ်သူတို့ border ဆွဲကန်တယ်မှတ်ပုံနေလုတ်ပေးတယ်သူတို့ အဓိကသူတို့အင်အားပြည့်ကိုပဲသိအောင်လောက်ကနဲ့ပေါင်းပြီးတော့လုပ်တဲ့ကွက်ကိုအဲ့သူတို့အသက်က40ကျော်နေပြီမဲ့သူတို့အသက်35ပဲအများထိုင်အောင်35ပဲပြန်ဖြစ်သွားအဲ့မှတ်ပုံနေမှတ်ပုံနေမရှိဘူးဆိုလေမှတ်ပုံနေရအောင်လုပ်ပြီဟုတ်တယ်အဲ့ဒါဒါမပြည့်တဲ့လူကိုဘယ်နည်းလောက်တွေ့ခဲ့အာမပြည့်တဲ့လူကြီးကတွေ့ရပြဟိုတချို့ဆိုရင်တော့ကချက်မပြည့်ဘူးသူ့နေရာသူ့တော့မတည်ဘူးအဲ့လိုမျိုးသူဘာမှတော့သူမတည် အဲ့လိုကောင်းတွေကိုလေမရရအောင်ပုံစံတွင်းရတာပဲအဲ့အဲ့တော့ကျွန်တော်တို့ကအခုဒီဟိုပါဗောပါစတွေကတင်နှန်းပေးတာကျွန်တော်တို့ဒါ3လဗောနော်ဟုတ်3လတင်နှန်းပေးတဲ့အချိန်မှာတကယ်သူတို့3လတင်လိုက်တာကရှည်တောင်းသွားဖို့ရဆင်းနေဖြစ်လာမဖြစ်ဘူးဗျာဟာဘာ ਈ တင်တော့ဟိုပါဇက်ကပဲတင်တာဗောကျွန်တော်တို့ပါဇက်ကပဲတင်ဥမာတင်နှန်း တနက်ဘယ်နဲ့ဘယ်နဲ့တောင်းလောက်ပြည့်ခဲ့ကြည်တန်းဘယ်နဲ့တောင်းလောက်တနက်ပြည့်ခဲ့ရလဲပေါ့နော်ကျွန်တော်တို့တပတ်လုံးလုံးတော့အဲတနက်ပြည့်ခဲ့ရတယ်တပတ်လုံးလုံးတော့တနက်ပြည့်ခဲ့ပထမကြည်တရက်ကိုဘယ်နဲ့တောင်းပေးလဲတရက်ကို9တော့တရက်က9တော့နောက်ဆုံးချိန်မိုးကြီးလေ့ကျင့်တော့10တော့အဲလိုအာတပတ်လုံးပေါ့တရက်က9တော့နိုးနဲ့ပြည့်ရတယ်ခိုင်းကြတဲ့တရက်တည်းကို10တောင်းပြည့်တယ်ပြည့်တယ်အဲ့လိုကြည်စုပြစ်တာတို့သူတို့အဲရုပ်ပုံလေးပြစ်တာတို့အဲ့အမှတ်နဲ့ပြစ်တာအဲ့အဲ့ဒါလေးကို အဲ့တော့အဲ့ဒီဟာအပြင်ဟိုဥမာတက်စုဒီဘယ်လိုပြောမလဲတက်စိတ်တိုက်စိတ်ပေါ့နော်တက်စိတ်တိုက်စိတ်အပြင်ဟိုအပေါ်မှာရှိတယ်ကျွန်တော်တက်စုတိုက်စိတ်တို့ဂျန်နဲ့တကယ်စစ်မြေပြင်မှာအသုံးဝင်မဲ့အရာတွေကိုစစ်တပ်ကတကယ်တင်ပြီးကမှစစ်မြေပြင်ကိုပို့ရလားအသုံးမဟုတ်အသုံးလာနေပြီးွားလို့ဆိုတာကျွန်တော်အရင်တော့ကဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုအခြေခံကဒီရဲဘော်တယောက်ကိုကျွန်တော်အရင်တော့လေးလာတင်တယ်ဟုတ် လီလာကနေကျွန်တော်နောက်ပိုင်းမှာအဲဘာလောက်လာလဲဆိုကျွန်တော်6လအထိကျွန်တော်ပြောင်းလိုက်ဟုတ်6လအထိပြောင်းပြီးတော့မင်း6လတင်ပြီးွားမှာမင်းရဲ့ဒီစစ်သားတယောက်ဖြစ်ရမယ်အတွေ့အကြုံက6လလောက်တင်ပြီးွားမှာအဆင်ပြေမယ်လို့ဆိုပြီးတော့မှာကျွန်တော်တို့က6လတင်ခဲ့6လတင်ပြီးွားရင်နောက်ထပ်တစ်ခုထပ်သတ်မှတ်ထားသည်သူကတသားတိတယောက်ကတင်းရုံရောက်ရင်သူကတစ်နှစ်အတွင်းမှာရှေ့တန်းသူ့ကိုပို့လို့မရဟုတ်ဘာလို့သူ့မှာနောက်တန်းတင်းရဲ့အတွေ့အကြုံတွေကို ယူရမယ်ပေါ့နော်နောက်တန်းတန်းရဲ့အတွေ့အကြုံတွေယူပြီးကမှ तू တတတိကာလတနှစ်ပြည့်မှာ तू ကိုကျွန်တော်ခြေတန်းပေးပို့တဲ့ဟာကဒါ2020မတိုင်ခင်အထိကတော့တောက်လျှောက်20မဟုတ်ဘူးပါစတွေမတိုင်ခင်အထိကတောက်လျှောက်ရှိခဲ့တယ်ပေါ့နော်အဲ့တော့ရေဘော့တွေရောက်လာပြီဆိုကျွန်တော်တို့ဘာလုပ်လဲတနှစ်တက်မှာ A စစ်စစ်နေနောက်တန်းရဲ့ကျွန်တော်အုပ်ချုပ်မှုကိစ္စတွေလိုက်လုံရနေတရင်စစ်တပ်တစ်ခုရဲ့သဘောတော်ရအောင်သူ့ကိုလေးလာခိုင်းတာပေါ့နော် အခုကနောက်တန်းတက်ကိုရောက်ခဲ့လာဒီတင်တန်းเจ้าကနေဘေဟိုတက်ပြီးမှအပုတ်ခံကျွန်တော်တင်တန်းเจ้าကနေပြီးတော့ကျွန်တော်မိုးမန်သုံးပတ်ထက်တက်ခံမိုးမန်သုံးတဲ့သုံးပတ်ထက်တက်ပြီးတော့ဒီမိုးမန်တင်တန်းဆင်းလာရဲ့လို့အခုထက်ပြီးမိုးမန်လာဟုတ်အဲရန်ကုန်ဘေးနောက်စကြိုးရဲနေပြီးတော့ဒီဘိတ်ကပညာရေးတက်ကိုမိုးမန်သုံးပတ်တင်မောနဲ့ဘာနဲ့ပို့တင်မောနဲ့တင်မောနဲ့အဲသူချင်းတွင်တင်မောနဲ့ပေါ့တန်လင်းရနေပြီးတော့ဒီဘိတ် ကန်ကတ်အဲဒီပညာရေးတက်ရောက်တော့မိုးမတ်၃ဘက်တက်တယ်မိုးမတ်၃ဘက်တက်ပြီးရတဲ့ဒီရှေ့တန်းစစ်စင်ကိုတန်းပြပါအဲတော့ကိုယ့်ရဲ့မိခင်တန်းရင်280ဆိုတာလေကျူလာမဲတော့မသိမသိဘူးမတွေ့ဘူးမတွေ့ဘူးတင်းမှုနာမည်လည်းမသိဘူးသိတင်းတင်းမှုကဘလို့ပွင့်လဲရောသိလားတင်းမှုကသိဘလို့ပွင့်လဲရောသိဘာလဲမိုးမတ်မှာတင်းမှုတွေ့ရတာအဲသူကနှစ်ပွင့်နဲ့တစ်ခက်ပေါ့တင်းမှုကအဲဒုတိယပုံမူကြီးပေါ့ဟုတ်အော်အဲ့ဒါတော့သိနောက် ဒုတိယတိုင်ရင်မှုဆိုတာရောဒုတိယတိုင်ရင်မှုဆိုတာဘုံမှုပေါ့တပွင့်နဲ့တစ်ခက်ဟုတ်နောက်တဲ့ဂျန်နေဂျန်နေအဆင့်နေရောဟောအဲ့ရသူတင်တဲ့ကြောင့်မတင်ပြီးလို့ဒါရဲ့အတိရောအဲ့ကြောင့်မဟုတ်ဟုတ်အဲ့ဒါဆိုတော့ဒီဘာမှမလုပ်ရသေးတဲ့လူတယောက်ကိုချက်ချင်း moment ပို့ပြီးွားနေဟုတ်ချင်းချင်းရှည်တန်းပို့တယ်ပေါ့နော်အဲ့တော့ဒီတင်တန်းကာလာကောမုံမှန်ကာလာကောရှည်တန်းရောက်တဲ့ကာလာကောမှာကျွန်တော်လာစာတွေနဲ့ပတ်သက်ပြီးတော့အပြေဝ စားရခြင်းမစားရခြင်းပေါ့နော်ကျွန်တော်အဲ့ဒါလေးပတ်သက်နေနေဟိုတစ်ချက်လောက်တကယ်စစ်ကောင်စီရဲ့ reality ကိုပြောဟုတ်ကျွန်တော်တို့ပြင်ရင်ပြင်မပြင်ရင်မပြင်ပြောလို့ရဟုတ်တင်းတဲ့အကြောင်းမှာတော့ကျွန်တော်တို့လာတာပထမဆုံးလာတာရတော့သူတသိန်းခွဲထုတ်ပေးရဗျဟိုလာတာနှစ်သိန်းနဲ့၄000ရတာတသိန်းခွဲရင်ထုတ်ပေးတသိန်းခွဲထုတ်ပေးပြီမဲ့သူအဲ့အချိန်မှာကျွန်တော်တို့ထပ်ပြေးပြန်တော့တင်းတဲ့ကထပ်ပြေးပြန်တော့နောက်တစ်ခါကျတော့သူတို့မလုပ်လေဆို ไอ้ตะตองเบ2000เบ2000เบ2000แล้วนี่ชื่อโลปี้เลยบ่แล้วนี่ไม่ชื่อเอามนุลงมาอย่างตะตองเบ2000เบไอ้ลาซ่าโหไอ้โหลမျိုးตูรู้สิเบ้ปะสันเบ้โหตั้วเลยซะไอ้มาสายพ่นน่ะปูมูสิเปลี่ยนตั้วจ้าวดิลาซ่าไม่ลောက်ได้เปลี่ยนเองอ่ะเปลี่ยนตองอ่ะไอ้ไอ้โหลမျိုးสายพ่นน่ะปูมูตั้วไอ้สายมาเต็มแล้วจ้าวอ่ะอจุยอจุยอยู่ซ่าอ่ะอจุยอจุยได้ซ่าเลยอ่ะต่อไปเนี่ยกูตังเงินได้ซ่าแล้วซ่าเลยอ่ะเออ तू อ่ะ ကျွန်တော်တင်တဲ့အချိန်ဆိုရင်ညဆိုရင်ဟို9နိုင်ဆိုရင်အဲ့ချိန်ဒါပေမဲ့လို့ तू လာထုတ်ပေးအဲ့ပတ်စံထုတ်ပေးရဲ့ဆိုလို့ရှိရင် तू ဆိုင်မပိတ်သေးဘူးအဲ့လိုမျိုးအဲ့ကြတော့တင်တဲ့သားတွေရဲ့ဒီရှားတဲ့ပတ်စံ तू ဆိုင်နေပဲပြတ်ဝဲကျွန်တော်တက်တာဆိုင်မှာတစ်ခါတော့ဝဲစားအဲ့လိုဝဲစားမှာကျွန်တော်မောက်ရိုက်ခံအဲ့လိုဩတင်တဲ့မှုက तू ဆိုင်မှာပဲဝဲစားရမယ်ဟုတ်တယ်အဲ့ တခြားတကြက်ကြီးတွေဘာရဆအဲ့ဆိုင်မှာဝယ်ဝယ်စားရတယ်အဲ့ဆိုင်ရရတဲ့ဂျူးမြန်သူတို့အကုန်လုံးပြန်ပြီးခွဲတယ်ပြန်ရအဲ့လိုအဲ့တင်တန်းမှာဆိုလို့ရှင်ဒါတင်တန်း3လတင်ရတယ်ဗောနော်အဲ့တင်တန်း3လမှာလူဗနယောက်တင်တန်းသားဘယ်လောက်ရှိလဲဟုတ်ပြီးလို့ရှင်အဲ့တင်တန်းသားတွေကတကယ်ဟောတင်တန်းဝယ်လောက်လာတင်တန်းမှုအိမ်မှာသွားပြီးတော့မှတန်ရှင်းလောက်လာတော့ဟိုအချက်ချက်ချံမှာသွားပြီးတော့မှအလုပ်လောက်လာတော့ဒါတွေ ်ဘယ်လိုမျိုးရှိလဲပေါ့နော်တကယ်စစ်ပညာကိုမသင်ရဘဲနဲ့တို့ရဲ့ပတ်စံရဖို့တို့အုပ်ချုပ်မှုကိစ္စတွေကိုဒါပတ်စတွေကိုဘယ်လိုခိုင်းငယ်လဲဆိုတဲ့ဟာလေးတစ်ချက်ပြောပြပေးဟုတ်ကျွန်တော်တို့ဟိုစစ်ပညာသင်တဲ့အချိန်ကတော့ဒီတိုင်းသူလည်းပြောတယ်ကျွန်တော်တို့သင်ပေးတဲ့ဗိုလ်လေးဆိုပြောတယ်အဲ့တော့ပါရဖက်ပဲစာအုပ်လေးမှာပါရဖက်ပြအောင်အဲ့မှတ်လိုက်မှန်မင်းတို့လဲတဲ့အဲ့လိုမင်းတို့လိုက်မှန်တယ်မင်းတို့ရမင်းတို့လိုက်မှန်တယ်မင်းတို့သိရင်ပဲအဲ့လိုပြောတော့အဲ့တော့ပါရဖက်ပဲအဲ့လို ကျွန်တော်တို့တင်နေကြောင်းပါနေမကောင်းပါညာဖြစ်လို့စေကန်သွားရင်လည်းအဲ့လိုမျိုးဟိုအရင်ဆုံးအရိုက်ခံရတယ်အရိုက်ခံပြီးမှသွားတယ်အဲ့လိုပြန်လာရင်လည်းမင်းဖြားတာဘာမှဖြစ်တော့တော့မဟုတ်ဘူးဆိုထဲအရိုက်ခံရပြန်ထိုးခံရပြန်အဲ့လိုမျိုးဘာမှမတိမတက်တဲ့သူတွေပဲဟိုဆက်ဆက်ချင်းစေပြက်လေးချင်းအသူတို့ပြောတာမလုပ်တတ်ရမလားဆိုထိုးကြိတ်ကန်ပါရရအဲ့လိုမျိုးလုပ်တယ်ဗျအဲ့တော့ဒါဖတ်တိတ်တွေပါရည်ဆိုရင်နေတိုင်းသွက်လို့ရအဲ့လို အဲကျွန်တော်ဒီနေ့ကတော့ဒါတကယ်ပြည်သူတွေကို ပြည်သူလိုမနေခိုင်းမင်းနဲ့ပေါ့နော်စစ်တပ်ကဘလို့ရုံးမှာပြီးမှာစစ်တပ်ဆဲကိုရောက်အောင်ဘလို့တိမ်သွင်းခဲ့တယ်အတင်းအားမပေါ်တာဆွဲခဲ့တယ်ပြီးလို့ရှိရင်ရောက်သွားတဲ့အချိန်မှာလဲဒါကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တကယ်လူသားချင်းမဆာနာဘဲနဲ့အမျိုးမျိုးဘလို့ခိုင်းစေခဲ့တယ်ကောက်ကျစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်ဒီညီလေးကိုအင်တာဗျူးပေးတာပေါ့နော်အဲ့တော့နောက်ထပ် ပါစားရဲဝင်မယ်ဆိုဘာဖြစ်မလို့အဲအဲအဲတစ်ချက်ပဲတခွန်းပြောလိုက်ပါစားရဲဝင်မယ်ဆိုပြေးတယ်ပြေးပြေးလွတ်တယ်ပြေးလွတ်တယ်မပြေးရင်တော့မလို့တကယ်ပြေးကျင်တဲ့စိတ်ပဲရှိဘူးလို့ကျွန်တော်တို့တင်တန်းเจ้าမာရီရဲ့ဘာသူစီယုံကြီးတွေနည်းနားရောင်ကပါတော့မတကယ်တင်တန်းเจ้าမာရီရဲ့ပြေးရန်ကုန်ဆိုတာကျွန်တော်နေပြီပဲပြေးလွတ်တယ်လူရတဲ့တဲ့ကျွန်တော်တို့ကသူတို့စကားကိုနားရအောင်သူတို့ပြောတယ်အာမင်းတို့ရန်ကုန်မင်းရန်ကုန်တိုင်းမှာပဲလုံုံကြီးကြပါသေးတယ် အဲ့လိုမျိုးဘာမှဟိုအဖြစ်မှမဟုတ်ဘူးခြေထားတွေပဲပို့မှာမဟုတ်ဘာရွေးကောက်ပဲကာလာနီးနေပြီမင်းတို့ရန်ကုန်နေပဲကြာမှာဘာမှမပူနဲ့အဲ့လိုမျိုးစီယုံရေးစကားကျွန်တော်တို့ဒီလိုတွေဒါလောက်ရမယ်ဆိုကျွန်တော်တို့စိုးရိမ်တဲ့ပြည်ဒီလိုဒီလိုတွေတိုက်ရခိုင်းရတတ်ဖြတ်ရမယ်ဆိုကျွန်တော်စိုးရိမ်တဲ့ပြည်ဒီခြေထားစစ်ပြည်မှာသူနဲ့တူနေရတဲ့တခြားကတကယ်ဟိုငရေကြနေသူပဲဗျာငရေလူငရေပဲလူတရိษံနေကြမှာ လူမနေနိုင်ဘူးတည်အောင်အဲ့လိုမျိုး ကျွန်တော်တို့ဘလို့မှဟောမှာဖြစ်အဲ့တော့ဒါဒီညီလေးပြောခဲ့တဲ့နေရာမှာတော့ဒါကျွန်တော်အကောင်းဆုံးဇကားလေးကိုကောင်းထုတ်ပြီးပြန်ပြောမှာဆိုတော့လူတတိဆန်နေဂျားတဲ့ကလူငရဲကဘယ်သူတွေလဲဆိုတော့ကျွန်တော်ပါဆာတွေတောက်ပြီးတော့မှဖြစ်နေပါတယ်အဲ့တော့သူကတန်တီနဲ့ပါဆာနေကိုခွဲပြီးတော့မှအုပ်ချုပ်တယ်တန်တီကတန်တီလို့ပဲလုပ်တယ်ပါဆာတွေကိုခင်ခွဲရေခတ်ကအစပါဆာတွေပဲလုပ်ရတယ်ကင်းဆောင်လည်းပါဆာတွေပဲလုပ်ရတယ်ပရမညီလေးပြောခဲ့တဲ့ စကားရဲလိုပဲကျွန်တော်တို့တကယ်တန်နေစစ်သားနဲ့ကျွန်တော်တို့ PDF ကျွန်တော်တို့ online တက်ဖွဲ့နဲ့ဂျားထဲမှာလူသားတိုင်းဖြစ်ဘသူတွေကိုတုံးလဲဆိုတော့ပါစတွေကိုတုံးပြီးတော့မှအဲအသေးခံနေခိုင်းနေတယ်ဆိုတဲ့ဟာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါဟိုပုံမွေလင်းလင်းပုံမွေရှင်းရှင်းသိအောင်တို့တကယ်ပြောပြပေးသွားတဲ့ဟာအတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့သူပြောပြတဲ့အတိုင်းပဲမင်းတို့ပါစတွေဝင်ပါလားပြေးပါလား ရန်ကုန်မှာဆိုရင်ရန်ကုန်မှာပဲလုံခြုံရေးကြမယ်မလို့တခြားနေရာသွားတရာမလို့ဘူးလို့ဆိုပေမဲ့လည်းကျွန်တော်တို့နောက်ဆုံးတော့ငရဲကိုပို့မဲ့အတိုင်းအတာမျိုးတီတို့ချစ်ကောင်စီကရက်ဆက်တက်တယ်ဆိုတဲ့ဟာလည်းဒါဒီညီလေးရှင်းပြခဲ့တယ်ပေါ့နော်အဲ့တော့ပါစာရင်လည်းပတ်သက်ပြီးတော့မှနောက်ထပ်ဝင်ဖို့လုံးဝမကြိုးစားပါနဲ့လို့ပြောကြရင်လည်းဒါကျွန်တော်တို့နှစ်ယောက်ရဲ့စကားဝိုင်းလေးကိုညီကုန်းချုပ်ပါရစေအားလုံးပဲကျေးဇူးတင်ပါတယ်